့ကျမတို့ရောက်ရှိနေတဲ့နေရာကတော့ဘန်ကွဲကျွေးရဖြစ်ပါတယ်ရှင်။ဘန်ကွဲအုတ်ချုပ်ရည်မှုအဲကျမတို့ဒီဟိုဂျွာအုတ်ချုပ်ရည်မှုပေါ့နော်သူတို့ကိုပေါက်စီရဲ့အခုညီနဲ့အခုညီတောင်းခံမှုနဲ့ကျမတို့တွေဒီမှာဂျွာမှာလာခုတာပါရှင်ကျမတို့2018တုန်းကတချိန်လာဘူးပါလေအခုကျမတို့2025မှာပေါ့နော်ခုနှစ်နှစ်တာကာလတော်ဖြစ်သွားပြီအခုဂျွာလူတွေကအခက်ခဲဖြစ်တယ်စေယုံနဲ့လည်းဝေးတယ် အဲကျွန်မလာကုပေးပါဆိုလို့ကျွန်မတို့ဒီမှာလာကုပေးကြတာပါရှင်ဟုတ်တယ်ခင်မေတ္တာကရှေးယူလာကုပေးတော့အဖြစ်ကျူးတည်မယ်လေဘီတူဘီသားတွေအဖိုးအဖွားတွေကခင်မေတ္တာဆေးလာထိုးပေးတဲ့အကြောင်းကျေးဇူးတားတင်ပါတယ်ဆရာအဲအခုဆိုလို့ရှိရင်အဲဒီတိုင်းရင်းသားတွေပေါ့နော်ဒီပို့အိုတိုင်းရင်းသားတွေများပါလေအဲဒီသူတို့ရဲ့အခက်အခဲကတော့ဆေးရုံဝင်နေဝေးနေတာရဲ့ဆေးရုံမရှိတာရဲ့ဆေးကန်းပြတ်တာမှု လိုအပ်တာကြောင့်မို့ကျွန်တော်တို့အခုဆိုရှင်လာရောက်ပြတ်တာတူများပါလေရှင်ရှင်သမီးတို့ရမှာဆိုရင်တက်ကြီးပါတက်ကြီးရဲ့ဦးရဲအများရှင်ရှင်嗯စေယစေယစေခံသွားဖို့စရိတ်လဲအစီမပြေလို့ရှင်အခိုင်မြတ်တာပလာဟိတာဖောင်ဒေးရှင်းကအထူးလကူတာပေးတဲ့တက်ကြီးစုတင်ပါလေရှင်အဲကျွန်တော်တို့အခုလိုပေါ့နော်အော်ရွာတွေကိုကျေးရွာအရောက်ခရီးပေါက်ဆိုတဲ့အစီအစဉ်နဲ့ကျမတို့ရွာတွေကိုစေကုသပေးခြင်းကကျမပြောသလိုပဲအဲအားလုံးကကျမ်းမာကျမ်းမာရမယ်ပြီးတော့စေကံပြတ်တာနိုင်ရမယ်ပေါ့ ေးခန်းကိုလာမပြနိုင်ရင်ကျမတို့ကသူတို့ရှိတဲ့ခြေရွာတွေကိုကျမတို့အခုလို Pride Foundation အနေနဲ့ဈေးဝဆုံလင်းစွာဆရာဝန်ဆုံလင်းစွာဆရာဆရာမဆုံလင်းစွာလည်းကျမတို့တွေဘာပြောစည်းကြိုသွေးတို့ယောဂါတွေအဲကာကွယ်ကုသဘုံတွေပြီးတဲ့အခါကျမတို့ခုနကပြောသလို ဟိုဖြစ်တဲ့အခါဘလို့ကုသရမယ်ဆရာဝန်နဲ့ဒါဆရာဝန်ကြီးနဲ့ပြကိုပြရမယ်ဒါကတော့စေယုံကိုတတ်မှတ်ရိုက်ဖို့လာရမယ်ဒါကတော့စေယုံတက်တက်ကုသရမယ်ဆိုပြီးတော့ကျမတို့အမျိုးအစား၃မျိုးနဲ့ကျမတို့ခွဲပြီးတော့ကျမတို့တွေလူတွေကုသပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဟိုဟာကြားမှာရဲ့အတွက်ကြောင်းနေမကောင်းလို့အာလေတစ်ခါဖြန့်လို့လေငန်းနေတဲ့တွန်းမှာကုနေနေကုဆရာကျွန်တော်ကအခုတော့ဆရာမခိုင်မေတ္တာအထူးကုမေတ္တာခြင်းအိမတာအမြ ဒီအကေသူတင်ပါလေဆရာအဲစေတိုးတဲ့တဲ့အာရှရှေးချက်နော်ရှမစီခင်တဲ့ဒေပောင်းရှင်နဲ့အာရှရှေးကတချမစီနာဖိခါပေးတွေးချဆေးဆက်နော်ဆရာချမစီနဲ့ယူနာအမ်ပေးသစီတဲ့အမ်ပေးဘူးမဲနော်မရာကိုတလဲယူနာတို့မျိုးနမရာကိုတလဲနော်အဲကျမတို့ရဲ့အစီအစဉ်အတိုင်းအဲကြီးရွာမှာလာပြီးကုသပေးလို့တို့ရဲ့ဝန်တာပီတီဖြစ်တဲ့အခါမှာပြည့်တွေ့ရတဲ့အခါမှာကျမတို့အမောလဲပြပါတယ်စိတ်လဲချမ်းသာပါတယ်ဒီချက်မကဆက်ပြီးတော့ခမိတာပရိုက်တာဖောင်ဒေးရှင်းအနေနဲ့ဆက်လက်စူးစမ်းပြီးတော့လှုပ်ဆောင်သွားပါဦးမယ်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ မဲကအပြုံးဖြစ်ပါတယ်ရှင်နေရနေရကလုံးကြီးဖြစ်ပါတယ်ရှင်ခိုင်မင်းသားပရိသတ်ဖောင်ဒေးရှင်းဆရာဆရာမများအားလုံးအခမဲလကုသပေးတဲ့ကျွန်တော်ကျမတို့ရရွာမွေတော်ကျောင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်